တနေ့တတိုင်းကျွန်ုပ်တို့ပြည်သည်နိုင်ငံစောစောထားရအင်ရှိကုပြစ်တွေထံကအရှိပြုတ်ပါဆွန်စီမှပြုတ်အံစီးကြလာသောဗရမများသွေးတို့ကိုကြောပြင်းဖြင့်ခံယူနေခိုင်းဘာလို့ရသာနေမင်းကြီးသည်ရောင်ဝါများကိုမြေပြင်သို့လွတ်လျက်တာရှိတော်သည်တကားဒါယာလှပါပြီတောင်းထိုခိုက်မှာပင်မတည်မြင်ထံမှကျင်းထန်များစွာကျွန်ုပ်အလွန်ထိတ်လန့်ခဲ့ရသောအတန်ကြီးထွက်ပေါ်လာတော်၏ကတုတ်ပြီးဒီလိုပဲနေတော့မှလာရဲ့ ကျွန်ုပ်ဤနာမည်ခင်းကိုဖြည့်ဆည်းမှုကြောင့်ကျွန်ုပ်ပြင်ထန်စွာတုံ့ပြန်လိုက်ပြီးကိုအနည်းရှိတပည့်ကျော်ပိုက်ကလေးပင်အံ့အားတင့်သွားဟန်လက္ခဏာရှိပေသည်ဒီလိုမနေလို့ကျွန်ုပ်ကဘယ်လိုနေရမှာတော့ဟာအလေးဆရာတို့ဒီတစ်ခါတဲပြီးတန်တန်ပြီးနေပါလားဗျတို့လည်းစိကျွန်ုပ်ဘော်၌ငယ်နိုင်ကဲ့သို့ဖြစ်နေသောမတ်သိမြင်မှာထုံစံအတိုင်းပရိတ်အုပ်သွားခြင်းမရှိခဲ့ပါဘီကတက်ပြီးရှင်ကိုရှင်ပြဲကြည့်ရှင်ဟာဘာလဲလူလေလူတော့ဟုတ်တာပေါ့ဘာလုပ်တဲ့လူလဲ လမ်းလျှောက်တဲ့လူထမင်းစားတဲ့လူစကားပြောတဲ့လူပေါ့ဟာကျွန်တော်မမစီမဆိုင်ပြစ်တယ်မှုများပြားလာတော့မတ်တင်းမြင်ကိုစိတ်ပေါပေါနဲ့ထင်အားလျှောက်ပြောပြလိုက်တော့ဒီအိတ်ခါမတ်တင်းမြင်ဤလွန်စွာခက်ထန်လာတော့အတန်းကြောင့်ကျွန်တော်မတိတ်ခါရှိစွာအရှုံးပေးခြင်းကိုထုံစံအတိုင်းပြုမှုခဲ့ရပြီတော့ဒီစိတ်လျှော့စိတ်လျှော့ဒိုင်ကလေးကတော့မျက်နှာမဲ့ရွယ်ကတစ်ဖက်သို့လှည့်သွားဤဟွနောက်ဆုံးတော့လေဒါပါပဲထုံစံအတိုင်းမတ်တင်းမြင်ဤနာနဲ့ချိန်ခါပြည်တန်တာကို ကျွန်ုပ်တို့ဆရာတပည့်နားဆင်ရပြီတော့မီရှင်ကိုရှင်မုံဆိုးဆိုတာများမေ့နေပြီလားဟင်ကတုပီမမေ့ပါဘူးရှင်ရဲ့ချော်ရပြန်ပြီဒီတချီမုံဆိုးတို့ဘီဘီမိမိတနတ်ကိုအနာပေးထား၍တော်တဲ့သူမထွေရထုံးစံမရှိတဲ့အမေအစုံမေ့လို့လို့ဘာလို့လို့ပါလားဘာမှမြင်တော့ဂျာနယ်တွေဖတ်ပြီးကြည့်ကြလာပြီတိတ်တိတ်တဘောမြင်ရဲ့မတိငယ်ဘူးကြောက်ထပြီးပြောမယ်ခုပုံတွေတွေက တောက်တဲ့တွေဇီးခွက်တွေအိမ်ယောင်တွေကအစဇေကောင်ပြေဝေကြလို့မုံစိုးရှာတဲ့အောင်လို့တော့တော်ရင်ဝင်နေကြပြီကြားတယ်ဟေးတကယ်ဟုတ်ပါမလားမြင့်ကျုပ်ကရှင့်ထဲအမြင့်ကျဲပါတယ်ကဲပါတော်ရဲကိုအခုကတော့ကဘာလောကကြီးနိုင်အဘယ်မီတော့ကဘာဥလူသားကအစလောက်ခဲ့ဒီမတီတော့အမတ်တတော်အားအဖိုးကရှာဖွေကြွေးမရသည့်တမန်ပေတောင်ကိုထိုင်ရဖို့ကျွန်ုပ်လည်းတပည့်ကျော်ဘိုက်ကလေးနဲ့တူရိုးမတော်တဲ့သူထွက်လာခဲ့ရပြီတော့ဤတူပြီရာ ဘိုက်ကလေးလည်းပါတယ်နော်ကျွန်တော်ဆရာတွေမှာစကားပြောဆိုရင်ဖះရက်ကြီးတစ်ခုမိတို့ရောက်လာကြလေသည်ထိုခိုက်မှာပင်တော်ထဲမှာထူးခြားသောအတန်ကြီးတတန်ကိုကြားလိုက်ရတော့၏ဟာတော့တော့ချောက်ပြီးထင်းနေဆတ်တို့ဟေး ကြားလိုက်ရတော့အတန်နဲ့ပြောလိုက်တော့ဘိုက်ကလေးစကားကြောင့်ကျွန်ုပ်ရင်ထိတ်သွားဤတော်လဲတန်းကြီးမှာပို့၍ကျဲလောင်လာပြီးဒေကိုင်းများကြိုးကြတဲ့တားကောင်များပြေးလွှတ်တံများကိုကြားလိုက်ရသည်ကျွန်ုပ်တို့ခြေဖြင့်ဖြာနှင်းထားကြရတော့မဟာပထဝီမြေကြီးမှလည်းလှုပ်ရှားလာတော့သည်ငလျင်လှုပ်ပြီးဘိုက်ကလေးဘေးကင်းရတာပြည့်ပြီးမှောက်နေပြီးတော့ကျွန်ုပ်နဲ့ဘိုက်ကလေးဒီဒေကိုင်းတစ်ပင်များပြည့်၍တရားမီအန်ရမကင်းဝေးစီရန်ဖျားငုတ်တို့ပဲရှိကုန်းဆောင်ပေါ်တွင်ဝန်လျာမောက်နေလိုက်ကြတော့၏ ကျွန်ုပ်စိတ်အထင်ခွေးတအူခံကြမိတရား၏တုံခါနေတော့မြေပြင်မှာငိမ့်တက်သွားတော့သည်ဟာဆက်တွေ့အောက်လိန်ချတော့ဗျို့ဟေးဟုတ်ပါဖယားငုတ်တို့လေးပြိုကျလာသည်ကိုတွေ့ရ၍ကျွန်ုပ်တို့လည်းအောက်တို့လိန်ချလိုက်တော့သည်တော်သည်ဤကျွန်ုပ်တို့ဆရာဘက်ရှိရာတို့ရောက်သည့်တိုင်အုပ်ချိုးအုပ်ပဲ့များလိန်ဆင်းမလာပဲရပ်တန့်သွားသည်ကိုကျေးဇူးတင်ရမလို့ဖြစ်နေချေသည်ဤကတော်လုံးတိတ်ဆိတ်ငိမ့်တက်သွားသည်ဒေကိုင်းချင်းပွတ်လိုက်တာတော်မင်းမလောင်ခြင်းကပင်တော်ပေသည်ဤ ကျောင်းရုံကယခုထိမပြေသေးပြီဆက်တို့ထတော်ဗျအချင်းညီငယ်သွားပါပြီကျွန်တော်ဒီပဝင်းကျင်တွင်လက်တူကြိုးကြနေတော့တေကိုင်းများကိုကြည့်လိုက်၏မဏိမဝေတွင်တေကိုင်းကျိုးအောင်၌ပြိနေတော့ရုံတကောင်ကိုမြင်ရ၏အမ်မြင်ကိုမျက်နာလှုပ်လို့ရပြီတေကိုင်းကျိုးအောင်မှာရုံကိုကျွန်ုပ်မရဖြုံနေခြင်းဒိုင်ကလေး၏အော်ဒါကိုကြားလိုက်ရ၏ဆက်တို့ညဉ့်ညလာညဉ့်ညလာဒီမှာကြည့်စမ်းဒိုင်ကလေး၏အထိတ်တလန့်အတိုင်းကျွန်ုပ်အပြည့်ရောက်လာမည်ဒီအမ် တိုက်ကလေးလက်ညှိုးထိုးညွှန်ပြသောအရာမှာယူကြသွားသောဖျားပြူပြဲဤဘေးမှာထောင်ထွက်နေသောအုတ်ပြားတစ်ချက်ကိုတွေ့လိုက်ရတော့ဤဟာထောင်ပြားမှာဖြူဖွင့်နေဤအပေါ်၌ဆလုံးများထွန်းထူထားသည်ကိုတွေ့ရလေသည်ကျွန်ုပ်အနည်းတို့ကပ်၍ဖတ်ကြည့်မိလိုက်တော့ဤထိတ်ဆုံးတွင်ရေးထားသောခေါင်းစဉ်ဆလုံးကိုသာကျွန်ုပ်ဖတ်၍ရလေသည်ဥမိပီစီတိုက်ကလေးကကျွန်ုပ်ကိုအကဲခံနေလေဤစစ်တို့ဘာတိပင်လေးဗျတခုခုတော့တခုခုပဲ ထိတ်မှဥမိပီးစီလို့ရေးထားတယ်။ဒါတော့နင်ပြောမှလား။ဒေါမစရီကျွန်တို့ဒီဥမိပီးစီဟူသောစလုံးလေးလုံးကိုစိတ်ဝင်စားမိခဲ့ချေပြီ။အတိတ်တွေကိုသိရင်စိတ်ကူးတွေးခေါ်ရင်ရွာသူပြန်လာခဲ့တော့ဤ။ဒီညတော့ယုံသားဟင်း